Hello မင်္ဂလာပါ DBS Crypto ကနေပြန်နေကြိုဆိုပါရစေ။ဒီတစ်ပတ်ကတော့ကျွန်တော်တို့ထုံးစံတိုင်းပဲကျွန်တော်ရဲ့ဒီပုံမှန်လုပ်နေကြဖြစ်တဲ့ weekly ပေါ့နော်။အာ crypto analysis ကိုဒီနေ့လုပ်မှာဖြစ်ပါတယ်။ဆိုတော့အောင်းလဲတိပီးရဲ့အတိုင်းပဲပေါ့နော်။ကျွန်တော်တို့ crypto market ကကျွန်တော်တို့တောက်လျှောက်နှစ်ပတ်လောက်ဒီလိုမျိုး bitcoin ကနေဥဆောင်ပြီးတော့စောင့်ပြီးတော့တက်လာရာနေပြီးတော့အခုဒီတစ်ပတ်မှာစပြီးတော့ momentum slow down ဖြစ်သွားတာကိုမြင်ရတယ်ပေါ့နော်။ဆိုတော့ကျွန်တော်တို့ fundamental ဘိုင်းမှာတော့ပြောရလို့ရှိရင်အာ trump ရဲ့ tariffs အခွန်ကောက်ခံမှုတွေကအဝင်လဲထွက်လိုက်နေပေါ့နော်တော်ကြာ90ဆိုင်းငဲ့မယ်တော်ကြာ Apple ကို25%ကောက်မယ်အဲ့လိုမျိုးတွေပြောင်းလဲနေဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ crypto ကလည်း live bribery လောက်တယ်ပေါ့နော်တခုခုတက်လာရင် Bitcoin ကအာတက်လာတယ်ဒီခုခုအမှားဖြစ်သွားရင်ဘစ်ကွင်ပြန်ကြောက်အဲ့လိုမျိုးနဲ့သွားနေတယ်အဲ့တော့နောက်ဆုံးအနေနဲ့ကျွန်တော် order height က1380မှာကျွန်တော်တို့ရက်သွားခဲ့တယ်ဆိုတော့ကျွန်တော်ဒါကအခု current order height ပေါ့နော်ဆိုတော့ဒီတစ်ပတ်တော့ဒီ order height ကိုဖောက်ဖို့အတွက်ကိုတော်တော်စီထူကြတဲ့ fundamental တရင်မရှိနေသေးဘူးပေါ့နော်ဆိုတော့အားကြောင့်မလို့ဒီမှာ B type စပြီး straw ဖြစ်တာအောက်တွေ့ရတယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်တို့စကြည့်မယ်ဆိုလို့ရှိရင် total market cap ကနေစပြီးတော့ကြည့်မယ် total market cap က crypto လောကကြီးတစ်ခုလုံးရဲ့အဲငွေ amount ပြောတာဖြစ်တယ်အခု3.36 trillion ရှိတယ်လောလောဆယ်မှာဆိုတော့ကျွန်တော်တောက်လျှောက်ပထမဒီ trend line ကိုချိုးပြီးကလေးရနေပြီးတော့ weekly ရနေပြီးတော့တောက်လျှောက်တက်ခဲ့တဲ့ဒီ total market cap ကအခုပထမအာဇုံးစပြီးတော့ဒီမှာ doji candle တခြားဒါပေမဲ့ bullish doji ပေါ့နော်ဆိုတော့တွေ့တယ်ဒုတိယ candle week မှာလည်းနောက်ထပ် doji candle လိုမျိုး bullish candle တခြားဆထပ်တွေ့ရပေါ့နော်ဆိုတော့ကျွန်တော်တို့အခုဘာဖြစ်သွားလဲဆိုလို့ရှိရင်ဒီဒုတိယအာပြီးခဲ့တဲ့ week ပေါ့နော်ပြီးခဲ့တဲ့ week ရဲ့ဒီ candle ရဲ့ range တွေမှာစပြီးတော့ B တိုင်း slower ကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါဒီခုနကျွန်တော်ပြောတဲ့ market ကိုဟိုသတင်းကို react လုပ်နေတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့တော့အခုဒီတိုင်းသွားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့အာရှိသမျှ crypto အကုန်လုံးပေါ့နော် bitcoin ရော total တွေရော bitcoin dominance တွေရောအကုန်လုံးဒီခဏပြန်ပြီးတော့မှငြိမ်သွားပြီးတော့အောက်မှာ order ပြန်ယူမဲ့ပုံစံမျိုးစပြီးတွေ့လာပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ရှေ့မှာပြောခဲ့သလိုပဲဝယ်မဲ့လူတွေအာမဝယ်သေးပဲနဲ့ခဏစောင့်နေနေဆိုရဲအနေအားအခုပြန်စပြီးရောက်ပြီပေါ့နော်ဆိုတော့ total ကအခုဒီမှာ3.37 trillion ရှိတယ်။ BTC dominance က60%အပေါ်မှာရှိနေတော့မယ်ဆိုတော့ oxygen အတွက်ကိုအဆင်မပြေသေးပါဘူး။ velocity BDC dominance စပြီးတော့အကြောက်တွေ့ရတယ်ပေါ့နော်ဆိုတော့ BDC dominance ကအာအပေါ်မှာရှိနေသေးပေမဲ့သူကပြန်ပြီးတော့ပြန်ကျလာတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ velocity altcoin ကိုဟိုပြန်ပြီးမျက်စိလှည့်လာမလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ့်နေရာဖြစ်တယ် total 2က total 3နဲ့အတူတူပဲပေါ့နော်ကျွန်တော်ဘေးရိုက်သွားနေတယ်ခုနကကျွန်တော်ဒီ total လိုပဲပေါ့နော်ဆိုတော့ total 3ကိုအရင်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ ethereum မပါတဲ့ total 3ကဒီမှာဘေးရိုက်အာနောက်2 weeks ရှိသွားပြီဒီဒီဝီပါပါဆို 3 weeks ဖြစ်မယ်ပေါ့နော်အဲဆိုတော့စပြီးတော့ကျွန်တော်တို့ဒီ total 3လဲ decline စဖြစ်လာမယ့်ပုံစံကိုမြင်ရတယ်ပေါ့နော် fundamental မှာထူးခြားတဲ့တည်င်းမရှိခဲ့လို့ရှိရင် decline စဖြစ်လာနိုင်တယ် total 2လဲအလိုပဲ decline စဖြစ်လာနိုင်တယ်ပေါ့နော်ဒါပေမဲ့ total 2ကတော့ကျွန်တော်နည်းနည်းတက်နေတယ် ethereum ကနည်းနည်း bullish buy နည်းနည်းတော့နေတာဖြစ်နေတဲ့ကြောင့်ပေါ့နော်ဆိုတော့ဒါလေးကျွန်တော်တွေ့ရမယ်အဲ့တော့ကျွန်တော်တို့ဒီဟာပဲကြည့်မယ်ဆိုလို့ရှိရင်လောလောဆယ်မှာ BTC dominance မြင့်နေတော့မယ် oxygen တွေကိုပြန်ဝင်ဖို့နည်းနည်းခက်အောင်မယ် total ကလည်း ဘေးကိုဆော့ရဖြစ်တဲ့ကြောင့်မလို့နောက်တစ်ပတ်အတိတ်ဝင်လာဖို့ခက်မယ်ဆိုလို့ရှိရင် crypto market တစ်ခုလုံးပြန်ပြီးတော့မှ retrace ပြန်ပြီးတော့ယူနိုင်ကြီးရှိနေတယ်ပေါ့နော်ဆိုတော့ဒါဒီဓာရီကိုကြည့်ပြီးပြောတာပေါ့ okay top 4ကိုပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ top top 1က bitcoin ပေါ့နော် bitcoin ကတော့ order high အတိတ်ကိုဖောက်ထားတယ်အဲရှိဟိုဟိုတက်တုံးလုံး980ကိုရောက်ထားတယ်ပေါ့နော်ဖောက်ထားတယ်ရောက်ထားတယ်အဲ့တော့ကျွန်တော်တို့ strategy အရဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်မှာ0.5အောက်မှာပြန်ဝယ်ပြီးတော့မှခိုင်ထားခဲ့တဲ့သူတွေက order high တွေမှာရောင်းလိုက်ကြတော့ကျွန်တော်တို့50%ကျော်လောက်နဲ့ကျွန်တော်တို့ခိုင်ပြီးတော့စောင့်နေတဲ့အနေအထားမှာရှိရပါတော့အခုတိုင်းဆိုလို့ရှိရင်ဒီ week ရဲ့အနေအထားအရဆိုလို့ရှိရင်ဒီမှာပြန်ပြီးတော့ retrace ပြန်ပြီးတော့ယူတိုင်းကြီးရှိတယ်ဘယ်ထိယူမလဲဆိုလို့ရှိရင် daily မှာတစ်ချက်သွားကြည့်အောင်ကျွန်တော်တို့ယူစီယာဇုံလေးရှိရဒီမှာ order flow ရနိုင်ရှိတဲ့ဇုံရှိရဒီမှာရှိရဒီကန်နေနေရပါတော့ဒါဒီ week daily ပေါ့ daily order flow ရှိမဲ့နေရာမျိုးရှိနိုင်တယ်အဲ့တော့တသိန်းထဲမှာကျွန်တော်တို့9000ပတ်ချလေလောက်အဲဘောနော်9000 6000ပေါ့နော်အဲ့လောက်ပတ်ချလေလောက်ကို ပြန်ပြီးတော့ retrace ပြန်လာနိုင်ရည်ရှိနေတာကိုတွေ့ရတယ်ပေါ့ဆိုတော့ weekly မှာတော့လောလောဆယ်ဒီနေရာပေါ့ဒီ channel အแทးကိုပြန်ဝင်နိုင်ရည်ရှိတယ်ပေါ့နော်လောလောဆယ်ဒီမှာပြန်ကြလာပြီဆိုတော့ဒါလေးကိုကျွန်တော်စောင့်ကြည့်ရမယ်အဲ့မှာကျွန်တော် support ရခဲ့လို့ရှိရင်တော့အပေါ်ပြန်တက်ဖို့ရှိမှာအဲ့တော့ ဝယ်မဲ့လူရေတိုဝယ်မဲ့လူကဒီနားလေးမှာကျွန်တော်တို့အဝယ်ကိုကြည့်လို့ရမယ်ဒီကနေစပြီးတော့ဒီ fair value gap အထိပေါ့နော်9000 9000တသိန်းအောင်ပြန်ကြဖို့ကလောလောဆယ် fundamental strong ဖြစ်နေတဲ့ကြောင့်နည်းနည်းလေးခက်အောင်ပဲပေါ့နော်ဒါပေမဲ့ fundamental ပြန်ကြသွားတဲ့အချိန်ကျလို့ရှိရင်တော့ကျွန်တော်တို့အောက်ကိုကျပြီဆိုတော့ကျွန်တော်တို့ကစပြီးတော့ကျွန်တော်တို့ရဲ့ fibonacci retracement ကိုနေရာပြောင်းရအောင်ပဲပေါ့နော်ဆိုတော့အဲ့ဒါလေးကိုဒီချက်ကျွန်တော်တို့တည်ထားပါ အီတာရီယန်ကဒီနေ့ပြန်ဒီ week မှာပြန်ပြီး strong strong ဖြစ်လာတယ်ပြန်တက်လာတော့တွေ့ရတယ်ကျွန်တော်တို့အီတာရီယန်ကိုပြန်ကျသွားမယ်ထင်တာမကြဘဲနဲ့တက်လာတယ်အဲ့တော့လောလောဆယ်မှာကျွန်တော်တို့ဒီအောက်မှာဝယ်ခဲ့တဲ့လူတွေကတော့ဒီမှာအမျက်နဲ့ဆက်ပြီးတော့ပါသွားတော့တွေ့ရတယ်သူက0.5ကအောက်မှာပဲရှိနေသေးတာဖြစ်တဲ့အကြောင်းမလို့ဝယ်လို့ရနေသေးတယ်ပေါ့နော်ဆိုတော့လောလောဆယ်အထိကိုဝယ်လို့ရနေသေးတယ်အပေါ်မှာ3000ကျော်အထိပြန်ဖြစ်လာမလားဆိုတာကျတော့ခုနက BTC dominance ကျလာပြီ total 3နဲ့တူတယ်2သူအဓိကဆိုလို့ရှိရင်တူတယ်2ပေါ့နော်တူတယ်2ကလည်းတက်နေပြီဆိုလို့ရှိရင်เนาะ3000ကျော်ပြန်ရောက်သွားနိုင်တယ်ပေါ့နော်ဆိုတော့အဲတော်တော်ကြီး risk နည်းနဲ့ယူနိုင်တဲ့လူက strong အဲပေါ့နော်ဒီပေါ်တက်မယ်ဆိုတော့ယူကြည့်ချက်လည်းရှိရဆိုလို့ရှိရင်အခုနေနည်းနည်းဝယ်ထားပြီးတော့ဒီ3000ကျော်မှာပြန်ရောက်မှုစဉ်းစားလို့ရနိုင်တယ်ပေါ့နော်ဆိုတော့ဒါ Italian trade idea BNB ကကျတော့ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင် BNB ကတော်တော်ကြီး အာအခုတွားနေတဲ့ပုံစံရဆိုလို့ရှိရင်ပြန်ပြီးတော့အောက်ကို retrace ပြန်လာမယ့်ပုံစံရှိတယ်။ဘာလို့လဲဆိုတော့0.382ကနေ support ပေးခဲ့ပေးမယ်0.382စီပြန်လာနားဖို့ဖြစ်နိုင်တယ်။အပေါ်က0.23စီအထိတူမရောက်လိုက်ဘူးပေါ့နော်။ဆိုတော့ကျွန်တော်တို့အောက်မှာဝယ်ထားတဲ့လူတွေကမြတ်ပါတယ်လောလောဆယ်မှာအဲပြန်ဝယ်ဖို့ဆိုလို့ရှိရင်ဒီ favorite look up အထိကိုတစ်ခေါက်ပြန်ဆောင်ကြည့်တင်တယ်ပေါ့နော်။ဆိုတော့ next week ဒုတိယ week တုန်းက favorite look up ကိုပြန်ထောက်ပြီးတက်သွားတယ်ဖြစ်တဲ့ကြောင့်ဒီမှာဝယ်ရတဲ့လူကတော့မြတ်မြတ်မယ်ပေါ့။လောလောဆယ်ရောပြန်ပြီးတော့ retrace ပြန်လာနိုင်ရှင်ရှိတယ်။ ဆိုလာနာကတော့သူလက်ထောင်းနေတိုင်းပဲဘေးရိုက်သွားနေဒါပေမဲ့ဆိုလာနာကကျွန်တော်တို့မရောဘူး0.5အောက်မှာဝယ်ခဲ့တဲ့ဟာတွေအကုန်လုံးဒီမှာဂိုင်ထားခဲ့တယ်ပေါ့နော်ဒါဟိုးတဲ့ zone ထဲမှာရှိနေတာအောင်ဆိုလာနာသည်0.38ဒူကိုကျော်ပြီးတော့1.9ကျော်ခဲ့လို့ရှိရင်ကျွန်တော်ပြန်ရောင်းဖို့ကြည့်မယ်ပေါ့နော်။ဟိုးထိတ်ထိဒီဖက်ဖက်လိုကတိပြန်ရောင်းဖို့ကြည့်မယ်ပေါ့နော်။ဒါကြောင့်ကျွန်တော်ရဲ့ဆိုလာနာအတွက် idea ပေါ့နော်။ဆိုတော့ဒါကတော့ ဒီဘက်အတွက်အာ quick review လေးပါဒီဘက်ကတိတ်ပြောကြမှာမရှိပါဘူးဆိုတော့အားလုံးဒီဘေးလိုက်သွားတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့စပြီးတော့ movement ကိုစတွေ့ရတဲ့ week ကြလို့ရှိရင်เนาะဒီချံပြန်ပြီးတော့ပြောရမှာပေါ့เนาะဒီဒီဘက်ကတော့ဒီလောက်ပါပဲ okay အဲ့တော့ကျွန်တော်တို့ subscribe လို့ရတဲ့ subscribe လေးလုပ်ပေးခဲ့ပါကျွန်တော်တို့ Binance account လိုရဆိုလို့ရှိရင် description မှာရှိတဲ့ link ကနေပြီးတော့မှဖွင့်လို့ရပါတယ်10% off ရပါလိမ့်မယ် lifetime အတွက်ပေါ့เนาะပြီးတော့အာဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့မှကိုယ့်တဲ့အဆုံးအကျိုးအဆုံးတွေရရှိရဆိုလို့ရှိရင် like လေးပေးခဲ့လို့ရပါတယ်ကျေးဇူးများကြီးတင်ပါတယ်ဝင်ဝင်နေနေလေးဖြစ်ပါသည်